ကျွန်တော်နားလေတာကစကစကတူကဟိုမြေပြင်ကရောင်းတက်ဖွဲ့မရှိတော့ဘူးမြေပြင်ကရောင်းတက်ဖွဲ့ကလည်းအရန်အားနေနေတယ်တဲ့ချက်နောက်နှစ်ချက်ကအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဟုတ်ပြီเนาะအခုကျွန်တော်ပြောချင်တဲ့သတင်းတူလေးတစ်ခုပေါ့ဗျာဟာဘယ်လိုဖြစ်လဲဆိုတော့ဒီစာတင်ကျောင်းတွေကိုဘုံကျဲတာများလာတဲ့အခါကျတော့လေကျောင်းနဲ့တိုက်ခိုက်ခံရတဲ့ဟိုအခြေအနေတွေ များလာတဲ့အခါကျတော့တစ်ဖက်ကတော်လှန်ရေးတပ်ဖွဲ့တွေရဲ့အခုဟိုလှုပ်ဆော်လာတဲ့အခြေအနေပေါ့လေအဲ့ဒီအခြေအနေကဘယ်လောက်ထိထိရောက်တယ်လဲဆိုတာအဖြေတစ်ခုတော့ထွက်လာတယ်ဗျအဲတော်လှန်ရေးတပ်ဖွဲ့တွေကဒီလေချောင်းတိုက်ခိုက်ခံရတာကိုပြန်ပြီးတော့တုတ်ပြန်မှုသူတို့အခုလှုပ်ဆော်လိုက်တဲ့အခြေအနေမှာဟိုငှက်ကင်မရတော့လဲ အဲငှက်တိုက်ရှာမယ်ဗောလေနော်ငှက်သားမိတွေငှက်ဥတွေအကုန်ခွဲမယ်ဗောလေငှက်ကင်မရရင်ငှက်တိုက်ရှာဖြတ်မယ်ဗောဆိုတော့ဒီတော်လိုင်းတက်ဖွဲ့တွေရဲ့ဟိုအဲလှုပ်ဆော်မှုကတော်တော်ထိရောက်တယ်လို့ပြောရမယ်စက္ကစတော်တော်ကြောက်သွားပြီးတော့ဘာဖြစ်လိုက်လဲဆိုတော့အာမနေ့ကပေါ့ဗျာဒီ စစ်ကောင်စီလေဓာတ်အတွင်းမှာရှိတဲ့လေဓာတ်အရာရှိနေစစ်တီများအားလုံးရဲ့ Facebook နဲ့เนาะဒီ TikTok စတာတွေအသုံးပြုတာကိုတဲ့ကန့်တတ်လိုက်ပြီတဲ့เนาะအာဒီစစ်ဘက်ဆိုင်ရာအရာရှိတွေဒီ TikTok တွေအာသုံးဖို့ Facebook တွေသုံးနေဖို့အဲ့ဓာတွေဟိုဟိုဘယ်လိုပြောမလဲမပေးသုံးတော့ဘူးဗောဗျာနောက်ရောက်ခံလိုက်လို့ရမှာဆိုလို့ အဲဒါလေးကလည်းဟိုမျက်ကင်မရတော့လဲမျက်တိုက်တွေအဖြတ်ခံရပြီမျက်ဥတွေကွဲမှာကြောက်လို့နေတူတယ်နော်အဲ့ဒါဆက်ပြီးတော့ကျွန်တော်ဆက်ပြောခြင်းတယ်အဲ့မှာ तू ကဘာဆက်ပြောထားလဲဆိုတော့ကြီးတော့ကြီးရတယ်ပြီလား तू तू တို့ထုတ်လိုက်တဲ့ဥစ္စာဘာလဲဆိုစစ်ကောင်စီလေတက်အတွင်လေတက်အရာရှိများကိုတဲ့ Facebook နဲ့ TikTok အပါဝင်ဒီအသုံးပြုမှုတွေကိုတဲ့သူတို့ကဟိုကန့်တက်လိုက်တယ် ဆိုတာနဲ့မပြီးသေးဘူးတခါနောက်တစ်ခုထပ်လာတယ်လေတက်လုံုံရေးအရာတဲ့နော်ဒီလူမှုကွန်ရက်အသုံးပြုမှုများကိုအထူးနော်အော်ဘလို့ပြောမယ်ကိစ္စတရက်အနေဖြစ်တဲ့ကန့်တတ်ဆောင်ရွက်တားမြစ်တာဖြစ်တယ်တဲ့အခုကကျွန်တော်နားလေတာကစကစကတူကဟိုမြေပြင်ဂရောင်းတက်ဖွဲ့မရှိတော့ဘူး မြေပြင်ကောင်တပ်ဖွဲ့ကလည်းအရန်အားနေနေတယ်တဲ့အချက်နောက်နှစ်အချက်ကမြေပြင်မှာရှိနေအခုကရင်ပြည်နယ်ကစခန်းနေဆိုရင်ဗျာဟိုဘလို့ပြောမယ်တိုက်တာနဲ့ကြတယ်ဗျာဘာလို့ဆိုရိတ်ခါမပို့နိုင်တော့ဘူးကရင်ပြည်နယ်ဆိုရင်အခုဆိုရဟတ်ရင်ပြန်တန်းတာတို့ရဟတ်ရင်အနှိပ်ပြန်တန်းတာတို့တခါရဟတ်ရင်ပြစ်ချခံလိုက်ရတယ်ကအဲရိတ်ခါသွားပို့လောက်မဲ့ရဟတ်ရင်မျိုးတွေမတုံးရဲတော့ဘူးမတုံးရဲတော့အဲ့တို့စခန်းနေမှာရိတ်ခါတွေငါပြတ်တောက်နေတယ် ဆေးဝါးတွေပြတ်တောက်နေတယ်။ဆိုတော့ဆိုလိုချင်တာကတို့ဒီ supply ကိုအသေးချမလုပ်ပေးနိုင်တော့ဘူး။မလုပ်ပေးနိုင်တဲ့အခါကျတော့ဟိုကောင်တွေကငတ်ပြတ်နေတဲ့အခါကျတော့တက်တိုက်တာနဲ့ထွက်ပြေးမယ်လက်နဲ့ချမယ်အဲအဲအဲ့လိုမျိုးပေါ့လေဒါမှမဟုတ်လည်းအလင်းဝင်မယ်အဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗာတိရလဲဆိုတော့အဲ့ဒီထိုင်းနိုင်ငံဘက်ကိုပြေးသွားတဲ့စစ်အရာရှိတယောက်ကကျွန်တော်အကြောင်းတစ်ခုရပါလေ အဆက်တွေရတော့သူ့နည်းနည်းလေး view ကြည့်တော့အဲ့ဆစ်ရရှိကိုကျွန်တော်ကမေးတယ်။ तू ကဘူကြီးအဆင့်ပါ။ तू ကလက်နဲ့လည်းမချဘူး။ဟုတ်ဟုတ်တယ်။အာပြီးတော့အညံ့လည်းမခံဘူး။ဒါပေမဲ့ तू ကစခန်းတော့ဆွန့်လွတ်ခဲ့တယ်။ဆိုတော့ကျွန်တော်ကမေးတယ်။ခင်ဗျားဘာဖြစ်လို့အဲ့လိုဖြစ်ရတာလဲလို့ခင်ဗျားတိုက်ဘောလို့ဒါမှမဟုတ်လည်းခင်ဗျားလက်နဲ့ချလိုက်ဘောလို့ဆိုတော့ तू ကဘာပဲကျွန်တော်တို့ကလက်နဲ့ချခြင်းနဲ့တဲ့ အဲ့ဒါနဲ့ကျွန်တော်ကမေးတယ်အထက်ရရှိကြောက်ခင်ဗျမချတာလားမဟုတ်ဘူးတဲ့ကျွန်တော်တို့လက်ကချတာနဲတဲ့ဟိုဟိုအလင်းဝင်တာနဲတဲ့သူတို့ကရုပ်တံတွေရိုက်ပြီးတော့လွှင့်တော့ဟိုဘက်မှာရှိတဲ့အဖေအမေတွေညီကိုမောင်နှမတွေဆွေစဉ်မျိုးဆက်အကုန်ဒုက္ခရောက်ကုန်တာတဲ့အာကျွန်တော်တို့ပါမြင်လဲဆိုတော့ဒီ PDF တွေတိုင်းရင်းသားတွေလုတ်တဲ့ပုံစံက ူတို့ကတော့အဲ့ဒီလောက်ရည်ရွယ်ပြီးလောက်တာတော့မဟုတ်တော့ဘူးလို့ကျွန်တော်ထင်တယ်အာဒီဘိုကြီးလက်နဲ့ချလာတယ်ဒီဘိုကြီးအာဒီအလင်းဝင်လာတယ်ဗောလေဒါကိုအများပြည်သူသိအောင်နဲ့တက်တွင်းကသူတွေသိပြီးသူ့လိုအလင်းဝင်လာအောင်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့အင်တာဗျူးလုပ်ပြီးတော့ထုတ်လွှင့်တယ်လို့ကျွန်တော်ကိုယ်ရှယ်လေးနားလဲတယ်ဒါပေမဲ့အဲ့ဒီဘိုတယောက်ကသူကလက်နဲ့လည်းမချဘူးအလင်းလည်းမဝင်မနဲ့ထိုင်းဘက်ကိုထွက်ပြေးသွားတယ်ဗောဗျာ ွက်ပြေးသွားပြီးတော့အဲ့ထိုင်းထောင်လိုက်တက်ဖွဲ့တက်ဖွဲ့ရနေအဲခေါ်ယူထားပေးပြီးတော့သူအဲ့မှာခဏခိုးလုံနေတဲ့အချိန်မှာကျွန်တော်ကအဆက်အသွယ်ရပြီးမေးကြည့်တော့မဟုတ်ဘူးလေကျွန်တော်အလင်းဝင်ကျင်နေတဲ့ဒီဘက်ကိုတဲ့ဒီဒီဒီအာတိုင်းရင်းသားဒီဘက်ကိုဒါမဲ့ကျွန်တော်တို့ကိုအင်တာဗျူးပြီးတော့အွန်လိုင်းပေါ်ပြန်တင်တော့တဲ့ဟိုဘက်ကဆွေးစင်းမျိုးဆက်အကုန်ဒုက္ခရောက်ကုန်တာတဲ့အဲ့ဒါအဓိကဖြစ်နေတယ်တဲ့ အမှန်ပါတော့ဗျာရတယ်ကျွန်တော်အလင်းဝင်သွားတယ်ဘိုးကြီးဘသူဘသူအလင်းဝင်လာပြီပြောလို့ရတယ်ဗျာတဲ့ဒါပေမဲ့ပြဿနာအဲ့လိုလုပ်တဲ့အခါကျတော့ဟိုဘက်ကကျွန်တော်တယောက်ပဲအလင်းဝင်လိုက်လာတယ်ကြံတဲ့လူတွေပို့အမှောင်ကျသွားတယ်တဲ့အဲ့ဒါကိုလည်းကျွန်တော်သိရတယ်နော်ဒါမိတ်ဆွေတို့ကျွန်တော်ပြောပြတာအခုအဲ့ဒီစစ်တပ်ကဖြစ်နေတဲ့ဥစ္စာကအခုလေတပ်ကိုဒီလူမှုကွန်ရက်တုံးဆွဲမှုကိုအထူးကန့်တတ်လိုက်တယ်ဗျာအဲ အဲဘလောက်တောင်တို့ဟိုလန့်သွားလဲဆိုတော့အခုကနှက်ကင်နှက်ကင်နဲ့နှက်ကကင်မရတော့အတိုက်တွေဖြက်ဥတွေခွဲတော့မှလीလေတက်အရာရှိနေစစ်တီများရဲ့တဲ့နော် profile lock ချထားပြီးတော့နော်အဲ့ဒီ profile lock ဒီလုတ်လုတ်ထားရမယ်ပေါ့နော်ချထားဖို့ရခင်ကလေတက်နဲ့ဆိုင်နဲ့အကြောင်းအရာတွေတင်ထားတာရှိရင်လဲပြန်ဖြက်ဖို့အမိတ်ပေးတယ်တဲ့နော် ဘလောက်တောင်ဆိုးလဲဆိုတော့ကဲစဉ်းစားကြည့်ကျွန်တော်ပြောပြောနေတယ်မင်းတို့ကောင်နေတတ်တည်မရှိဘူးမှလားမင်းတို့မျက်ခွောက်မပြရဲဘူးလားကျွန်တော်ပြောနေတာအခုမှနော်အခုအခုအဲတခုတော့ထွက်လာပြီအဲပေးခြင်းနဲ့ message က profile လော့ချရမယ်တဲ့နော်အဲရခင်ကလေတန်းနဲ့ဆိုင်နဲ့တင်ထားတဲ့အကြောင်းအရာတွေရှိရင်ဖြတ်ပြရမယ်တဲ့ဟုတ်ပါတယ် Facebook မှာ AI ရှိတယ် okay တုံးဆွဲသူကတော့ကြည့်လို့မရဘူးပေါ့နော် Facebook data မှာတော့ခင်ဗျားတို့ဖြတ်လိုက်လဲ ရှိနေတယ်ဗျဒါတော့တိအောင်ပြောပြမယ်အခု Facebook မှာ AI Meta ပါလာတယ်เนาะအဲ့ဒါလည်းသိဖို့လိုတယ်เนาะဒီကောင်းနေအာပွင့်ပွင့်လင်းလင်းပြောရင်ဗျဖြတ်လိုက်လေခင်ဗျားတို့စီမှာတာမမြင်ရတာဒါပေမဲ့ Facebook data ထဲမှာတော့မပြတ်သွားဘူးဗျဟုတ်ပြီเนาะအဲ့လိုမျိုးအဲ့လိုမျိုးနောက်တစ်ခုက तू อ่ะဟိုဘာထက်လောက်ထားလဲဆိုတော့ဒါဒါအားလုံးသိအောင်ကျွန်တော်ပြောပြခြင်းလို့ပါเนาะ तू อ่ะအဲ့ဒီလို့ လေတန်းအကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ပြီးတဲ့နောက်မှာတဲ့တိုက်လေရင်မောင်ပိုက်လော့အများရဲ့မိဘနဲ့ဆွေမျိုးအရင်းများကိုတဲ့တက်အတွင်းသို့နေထိုင်ခွင့်ပြုတ်ထားတယ်လို့သိရတယ်တဲ့ဒီတိုက်လေရင်ဟိုတနေ့ကပေါ်သွားတဲ့ရုပ်ကအဲ့ဒီမိသားစုညီကိုနှစ်ယောက်ရဲ့ရုပ်ကအဲ့ဒါအသေးချပဲအခုဆိုရင်ချက်ချင်းစစ်တပ်ကအဲ့ဒါကိုတွားပြေးကောက်ပြီးတော့စစ်တပ်တွေကိုခေါ်ထားရတဲ့အခြေအနေရောက်သွားပြီ ိုဟင်းတရာကပွဲယုံပိုင်ရှင်တို့ဘာလို့ပေါ့ဗျာဒါမိတ်ဆွေတို့ online ပေါ်မှာတွေ့မယ်ကျွန်တော်လည်း online ပေါ်မှာတွေ့ရနော်ဒါလည်းဒါမမှန်ကန်ကန်ပြောပြကျွန်တော်ရတဲ့သတင်းဆိုကျွန်တော်ရတယ်လို့ပြောတယ်ဆိုတော့အခုအဲ့လောက်ထိဒီကောင်နေကြောက်လာပြီအဲကျွန်တော်ကတော့ဒါဒီဒီဒီကောင်နေနဲ့ပတ်သက်ပြီးတော့ထုတ်တဲ့သတင်းကိုပြောပြတာပါနော်အာကျွန်တော်ကဒီဝင်းနေမိတ်တာကျောင်းဆရာတော်ဖရာကြီးကိုဒီကောင်းနေပြတ်တတ်တယ်လို့ကျွန်တော်အရင်ဆုံးပြောတာเนาะအခု ကတော့ကျွန်တော်အရင်ဆုံးမဟုတ်ဘူးတည်င်းနေတက်လာပြီးတော့ကျွန်တော်တို့တည်င်းနဲ့ပတ်သက်ပြီးတော့ဒေတာခံနေမျက်မြင်ဒီအရာတွေကိုအသေးချမေးပြီးတော့မှမင်းတို့ဘုံကျဲတာလို့ကျွန်တော်ပြောတာဒါပေမဲ့ကျွန်တော်အရှိမပြောခဲ့တဲ့လူတွေအများကြီးပဲသို့တော့မြန်မာစစ်တပ်ကအဲ့ဒီဂုဏကစာတင်ကြောင်းကိုဘုံကျဲလိုက်တာလုံးဝတရားရဂိုင်းနှုံလို့တော့ကျွန်တော်ပြောမယ်နော်ဒါ ਉ တော့ကျွန်တော်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 ဒါ ਉ တော့မြန်မာစစ်တပ်ကျဲတာ ဟုတ်ပလားအခုကျဲလို့သူတို့ကြောက်ပြီးလို့အခုဒီအမိတ်တွေထုတ်တာဒါအာဒါဒါကျွန်တော်ဟိုဟိုတင်းပေါ့ဗျာ live show อ่ะအဲ့တော့မရှိပါဘူးပြီးရင်ခင်ဗျားတို့ပြန်နားထောင်ရင်အစအဆုံးပြန်တွေ့ရပါလိမ့်မယ်အဲ့ဒါနဲ့ဒီကောင်းနေဘလို့ဖြစ်လဲဆိုတော့ဟိုကျွန်တော်ပြောချင်တာဗျာလေတက်အရာရှိများရဲ့တဲ့ကိုရေးကိုတာအချက်လက်များကို မပေါက်ကြားစေရန်တဲ့စစ်တပ်ကအထူးကြက်မှတ်ပြီးဆောင်ရွက်နေတယ်လို့သိရတယ်တဲ့သူက ခြေလျင်တက်တယ်လဲကွမ်းသွားပြီသူရေဓာတ်ဆိုတာရေတောင်မကူးတတ်တဲ့စစ်သားတွေနော်နိုင်ငံတကာ level နဲ့ရှင်ဖို့ကတော့အဝေးကြီးနော်အခု तू ဟာစစ်ပြန်တိုက်ဖို့လေဓာတ်အားကိုတုံးနေတယ်ဆိုတာကျွန်တော်ပြောတယ်လေဟိုတနေ့ကကျွန်တော်ထွက်ပြောလိုက်မယ်ခင်ကြီးနဲ့မင်းအောင်လှိုင်သဘောတူညီချက်ဟာမြန်မာနိုင်ငံဘလောက်ငရဲကြသွားမလဲဆိုတာကိုသူတို့လျှို့ဖွက်ထားတဲ့အချက်လက်တွေကျွန်တော်ထုတ်ပြောဖို့ရှိတယ်တရုတ်တံမရကြီးနဲ့ သူတို့ပြောတဲ့ဥစ္စာရှိတယ်เนาะကျွန်တော်တို့ထောက်လိုင်းအချက်လက်တွေတရုတ်ထောက်လိုင်းအချက်လက်တွေကိုတေချာလေ့လာနေစေမို့လို့ကျွန်တော်ဒါတွေတပေါင်းတစည်းတဲ့အဲဖြစ်သွားအောင် ပြောဖို့အတွက်ရွေးကောက်ပွဲကိုဒီလောက်တိုင်းပြည်မှာမနိုင်ရတော့တဲ့အခြေအနေမှာရွေးကောက်ပွဲလုပ်ပြီးအာဆတ်လို့ကျွန်တော်အရင်မင်းအောင်လှိုင်အာဆတ်ကိုကူးချနေပြီလို့ကျွန်တော်ပြောခဲ့ဘူးတယ်เนาะအဲ့ဒါအင်တာဗျူးတရက်နဲ့ကိုကျွန်တော်ပြောခဲ့ဘူးတယ်အာရခမီဒီယာမှာเนาะအဲ့ဒါအခု မင်းအောင်လှိုင်ဟာအာဆက်သွားတဲ့ပုံစံမျိုးတစ်ထက်တည်းသွားဖို့စီစဉ်နေတယ်ဒါပေမဲ့ deadlock ပေါ့ဗျာအဲ့ဒီဟိုရင်းနေတဲ့အခက်ခဲဖြစ်နေတဲ့ဥစ္စာနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုရအောင်သူကြော်လွှားမယ်နံပါတ်1ကတော့ရွေးကောက်ပွဲနံပါတ်2ကတော့ကျွန်တော်အဲ့ဒီ live ပြောတဲ့အချိန်ကြာရင်ကျွန်တော်ပြည့်ပြည့်စုံစုံပြောပြပါမယ်ကြလားအခုက GPDF တွေမောင်းနှင်လိုက်တဲ့သတင်းစကားเนาะ ဒီ PDF ထောက်ခံသူတွေမောင်းနှင်လိုက်တဲ့သတင်းစကားကအဲ့လောက်ထိထိရောက်သွားတဲ့အတွက်သူတို့စစ်တပ်ထဲမှာအမိတ်တရဇုံတရားတွေထုတ်လာတယ်လေဓာတ်အရာရှိတွေရဲ့ profile တွေစစ်သားတွေရဲ့ profile စစ်စစ်တွေကိုမတင်ပြဖို့စစ်အရာရှိတွေရဲ့ profile စစ်စစ်တွေကိုမတင်ပြဖို့ပြီးတော့လေချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အရင်နှောင်းကတင်ပြထားတာတွေဘယ်နေရာမှာတော့အစာကောက်လိုက်ပြီးတော့ဘယ်နေရာမှာတော့နှက်ချီးပါသွားတယ်တို့ အဲ့ဒါတွေကိုလည်းအကုန်ပြန်ဖြတ်ခိုင်းနေတဲ့အပြင်အဲ့လိုတည်င်းပေါက်ကြားသွားတဲ့လေဓာတ်တပ်ဖွဲ့ရဲ့မိသားစုဝင်တွေကိုစစ်တပ်ကအမြန်ဆုံးတပ်တွင်းကိုခေါ်ယူထားရပါတယ်ဆိုတဲ့အကြောင်းအားလုံးသိအောင်ကျွန်တော်ကိုရှယ်လေးပြောပြလိုက်တယ်ဗျာအားလုံးခင်မင်းနဲ့ချစ်တယ်လုံခြုံရေးဂယူဆိုင်ပါကျမ်းမာရေးဂယူဆိုင်ပါနော် အားလုံးနေထိုင်ကျမ်းမာ